မန္တလေးတိုင်းဒေသကြီးအတွင်းတက္ကသိုလ်ဝင်စာမေးပွဲကိုပြန်လည်ဖြေဆိုကြရမယ့်ကျောင်းသားကျောင်းသူတွေကိုအစဉ်ပြေချုံးမွေစွာဖြေဆိုနိုင်စေဖို့အတွက်မန္တလေးမြို့ရှိမြို့နယ်များကသတ်မှတ်ကျောင်းတွေမှာစက္ကန့်သွင်းကပြန်လည်လေ့ကျင့်သင်ကြားခြင်းများကိုစောင့်ရပေးလျက်ရှိရမှာအမှန်27အခြေခံပညာထက်တန်းကျောင်းတွေမှာကျောင်းသားကျောင်းသူ52ဦးတို့ကိုသင်ကန်းစာများပြန်လည်လေ့ကျင့်သင်ကြားခြင်းများကိုစောင့်ရပေးလျက်ရှိကြောင်းသိရပါတယ်။တည်င်းအပြည့်စုံကိုမန္တလေးသတင်းဌာနခွဲမှအခုလိုပြပုထားပါရှင်။ မန္တလေးငလျင်ကြီးကြောင့်တက္ကသိုလ်ဝန်ထမ်းဖြည့်ဆို့ထားကြတဲ့ចောင်းသားចောင်းသူတို့ရဲ့ဖြည့်လွှားများပျက်စီးသွားတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်များအတွက်2025ခုနှစ်တက္ကသိုလ်ဝန်စာမေးပွဲတွေကိုပြန်လည်ဖြည့်ဆို့ကြရမှာဖြစ်ရာចောင်းသားចောင်းသူများအဆင်ပြေချုံးမွေ့စွာဖြည့်ဆို့နိုင်ရေးအတွက်မန္တလေးမြို့မှာရှိတဲ့မြို့နယ်များအလိုက်သတ်မှတ်ထားတဲ့ចောင်းတွေမှာတော့လေ့ကျင့်တင် जा ရေးစခန်းများဖွင့်တဲ့ကသင်ခန်းစာတွေကိုအနည်းငယ်တင် जा ပို့ချပေးလျက်ရှိပါတယ် နိုင်ငံတော်အကြီးအကဲရဲ့နိုင်ငံမှုနဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့အပိမှုနဲ့ကန့်လေးတွေကိုတင်ကြီးမျိုးနဲ့မှာရှိရဲ့ဟင်းရွက်စုပေါ့နော်တန်ပိုကျွန်းဆက်ရိတ်ဆိုတဲ့ရွာလေးတွေကနေចောင်းသားလေးတွေចောင်းသူလေးတွေအများစုဖြစ်ပါလေးတွေလူကြီးပဲလာเสียရပဲရှိပါတယ်အရခင်းဆရာခေါင်းအုံး ဆောင်စီဝါစာပြီးတော့အကုန်လုံးစီမံပေးထားပါဘာသာရဲ့အလိုက်၈နှစ်ရန်နေ၁၂နှစ်အထိသာတင်ငန်းလေးတွေမှာဆရာဆရာမတွေကလည်းစာတင်ပေးနေပါတယ်နေလဲစာပြီးလို့ရှိရင်နားချိန်လေးတွေစီစဉ်ပေးထားပါတယ်ညကြလို့ရှိရင်၆နှစ်ရန်နေကျွန်တော်တို့၁၇နှစ်အထိဘာသာရဲ့တခုချင်းစီအလိုက်ဆရာဆရာမတွေနဲ့ပြန်လည်လေ့ကျင့်ခန်းလုပ်ပေးပါတယ်ရှိဆောင်ပွဲဖြစ်ဖို့အတွက်ကိုအဓိကတော့ နေထိုင်စတော့ရေဘလို့လို့လောက်ကဆောက်ရနေပါတယ်ဒီဘက်မှာကျွန်တော်လက်စားတစ်ကောက်ကျွေးရနေပေါ်ပြီးဘလဖေးပေါ့နော်အဲ့ဒါတိုက်ပါတယ်တရက်ကို၃ချိန်ကလေးတအားအာဟာရပြည့်စုံမဲ့ညာညာပြီးကောင်းစေမဲ့အာဟာရလေးကိုသူအစီအစဉ်ထားပါတယ်အားလုံးပဲနိုင်ငံတော်ဆိုတာကြီးကြပ်မှုနဲ့ကလေးတွေကလူရည်မဲ့ချက်အောင်ကလေးတွေကိုလာပြီးတော့နေကြတဲ့အနေနဲ့ကလာကြိုးစားတဲ့အောင်မြင်စေချင်ပါတယ်လာလူချင်းနဲ့ပိုင်နေကြပါစေလို့လည်းဆုတောင်းပေးပါတယ်အမှန်နဲ့စက်တီအခြေခံပညာထက်တန်းကျောင်းမှာတော့ကျောင်းသားကျောင်းသူ52ဦးရှိပြီး စကန်းသွင်းလေ့ကျင့်သင်ကြားပေးရတဲ့ပတ်သက်ပြီးចောင်းသားចောင်းသူတို့နဲ့မိဘတို့ရဲ့စကားသံတွေကိုလည်းအခုလိုပဲကြားသိခဲ့ရပါတယ်ပြန်ပြီးတော့အခွင့်အရေးရတဲ့အတွက်ကျေးဇူးတဲ့တင်ပါစားတော့ကိုလူမီဒီယာထိုင်ရောအကုန်လုံးကအဆင်ပြေနေတော့အဆင်ပြေပါရှင့်ထင်ရတော့ဘာသာကိုတနာရီနှုန်းနဲ့ပြန်ပြီးတော့တင်ချားတယ်အခုကျတော့အခွင့်အရေးပို့ပြီးတော့နောက်တစ်ခုဆိုတော့ဘာသာစုံတော့မှန်းတာတပီတော့ကတော့ပြန်ကြိုးစားမှာပါအခုကြိုးစားကြအောင်ကျွန်တော်တို့ဒီဆောင်ဝဲပြန်ဖြေရကျွန်တော်တို့အတွက်အခွင့်အရေးနောက်တစ်ခါ ပြန်ပူရရလို့ထင်ပါတယ်တကယ်လို့ရင်းတစ်ခေါက်မှဂုံလို့မရခဲ့လေဒီတစ်ခေါက်မှဂုံလို့ရပြတ်ပြီးကြိုးစားဝင်ရအောင်လို့ကျွန်တော်တို့ဖြေရလို့ထင်ပါတယ်ဒီကန်ကျွန်တော်တို့အတွက်ကိုယ်ရင်နဲ့မချအစားအသောက်ရအောင်ထောက်ပံ့ပေးပါတယ်ကန်တွင်းခိုင်းနဲ့နိုင်ငံကြီးကဲများအဲ့ဒါကိုလည်းကျွန်တော်တို့ဒီကနေအထူးကျေးဇူးတရှိပါခင်ဗျာတဘာဝဘရက်နေအောင်ကျွန်တော်တို့ဖြေလိုက်ပျက်စီးသွားပြီမယ်လေကျွန်တော်တို့ဒီစိတ်သက်မကြပဲနဲ့ဂုံတူးတွေများများနဲ့ဖြေဆိုရအောင်လို့ကျွန်တော်ဒီကနေပဲတိုက်တွန်းချင်ပါခင်ဗျာဒါကတော့တဘာဝ တာဖြစ်တဲ့ဟာလေဘယ်သူမှမြင်မဖြစ်ပါဘူးသားလေးကကြောင်းအောင်အောင်လို့မျောလင်းချက်တွေနဲ့လာထားတာဒီမျိုးကြောင်းမှလာထားတဲ့ကလေးလည်းစာကျိုးသားတယ်ဝမ်းသာရလည်းရှိပါတယ်စားတဲ့နေတွေလည်းပူစရာမလိုပါဘူးစာချက်ချင်းလည်းရပါတယ်ခက်ခဲမရှိအောင်လို့စားရရကူညီထောက်ပံ့ပေးရလို့လည်းကျေးဇူးများအိတ်တင်ပါတယ် 2025ခုနှစ်ရဲ့တက္ကသိုလ်ဝင်တဲ့စာမေးပွဲပြန်လည်ပြေဆိုရန်အတွက်လေ့ကျင့်သင်ကြားရေးစခန်းမှာကျောင်းသင်ခန်းစာများပြန်လည်လေ့ကျင့်သင်ကြားပို့ချပေးရမှာကျောင်းသားကျောင်းသူတွေစိတ်အေးချမ်းသာစွာဖြင့်ပြန်လည်ပြေဆိုနိုင်ကြစေရန်အတွက်နေထိုင်ရေးနဲ့စားသောက်ရေးတွေကိုလည်းအဆင်ပြေအောင်စီစဉ်ဆောင်ရွက်ပေးထားတယ်လို့သိရှိရပါတယ်ရှင်။